တူရကီအတွက်အခိရှိပြေတိုက်လျင်တွေဝယ်ယူခွင့်ကနေပိတ်ပင်ထားတဲ့အရေးယူမှုကိုဖိရှားပေးဖို့အလားအလာရှိကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။တူရကီဟာအမေရိကန်ကဥဆောင်ပြီးမဟာမိတ်နိုင်ငံတွေပူးပေါင်းထုတ်လုပ်တဲ့ပြင်စမမျိုးဆက် F-35 တိုက်လျင်စီမံကိန်းမှာပါဝင်ခဲ့ဖူးပေမဲ့2020ပြည့်နှစ်မှာတော့ဖိထုတ်ခံခဲ့ရပါတယ်။အကြောင်းကတော့တူရကီကရုရှားစီကနေ S-400 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်တစ်ခုဝယ်ယူခဲ့တာကြောင့်ပါ။ ရုရှားရဲ့လက်နက်စနစ်နဲ့ F-35 တွေကိုတွဲဖက်အသုံးပြုတဲ့အခါမှာအဲ့ဒီပြင်စမမျိုးဆက်ခေတ်ရှည်ပြေတိုက်လေရင်ရဲ့ဤပညာအချက်လက်တွေပေါက်ကြားသွားမှကိုစိုးရင်ရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တူရကီကိုအမေရိကန်ကဖိတ်ထုတ်ခဲ့တာဖြစ်ပါတယ်။၆နှစ်တာအတွင်းပထမဆုံးအချိန်ဖြစ် Imperial ကိုအခုသတင်းပတ်ထဲမှာအာဒိုဝမ်ရောက်ရှိလာတဲ့အခါမှာတော့ Trump ကနှွေးနှွေးထွေးထွေးကြိုးဆိုခဲ့ပါတယ်။အာဒိုဝမ်ဟာအင်မတန်စိတ်သဘောထားပြတ်သားခိုင်မာသူတူတို့ Trump ကချီးကျူးခဲ့ပြီး သူနဲ့တူရကီတမရကြောင့်မှမိတ်ဆွေဆက်ဆံရေးမျိုးရှိနေတယ်လို့ပြောကြခဲ့ပါတယ်။ဇွေနေပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့တကယ်လို့တူရကီကရုရှားစီကအရင်နဲ့ဝယ်ယူမှုတွေကိုရပ်တန့်လိုက်မယ်ဆိုရင်ညှိနှိုင်းနေတဲ့ကိစ္စတော်တော်များများအလွယ်တကူအဆင်ပြေသွားလိမ့်မယ်လို့ထရမ့်ကသတင်းထောက်တွေကိုပြောခဲ့ပါတယ်ရှင်။